ာပါကျွန်တော် Facebook အကောင့်မှာအာရခန်ကိုချီအနေနဲ့မေးလာတဲ့ဟာကိုကျွန်တော်လည်းသူကအတင်ပြဆွေးနွေးစီချင်တဲ့သဘောအနေနဲ့သူမေးလာတယ်ပြီးတော့ပြန်လည်ရှင်းပြတဲ့ comment တစ်ခုကိုကျွန်တော်ပြန်ပြီးတော့အပိုင်းနှစ်ပိုင်းမိခွန်းနှစ်ခုနဲ့အလုပ်ပါအပိုင်းသုံးပိုင်းအနေနဲ့ပြန်လည်ဆွေးနွေးထားတာဖြစ်ပါတယ်ဦးစုံမန်းမှာသူမေးလာတာကကိုနေ UNG ရဲ့ရွေးကြအတိမတ်ပြုဘူဝါဒကိုဘယ်လိုမြင်လဲဆိုတဲ့သဘောမျိုးပါသူတို့ကိုပြန်လက်ခံမဲ့ကိစ္စပြန်လည်နေရာချထားရေးလူဦးရေတိုးပွားတဲ့အခြေအနေနဲ့ ူတို့ရဲ့ရီမန်းချက်ရောင်ရဲနိုင်ပါမလားဆိုတဲ့အပေါ်မှာကိုမေးထားတာပါဒုတိယကတောက်တက်ထားတဲ့ဥစ္စာရှင်းပြထားတာမေးထားတယ်သူရှင်းပြတာကိုကျွန်တော်အလုပ်ချုပ်ပြီးတော့ဒါအပိုင်းတစ်ပိုင်းနေနဲ့ကျွန်တော်ပြန်ပြီးတော့နည်းနည်းတွက်ပြချင်းပါတယ် NUG ရဲ့မူဝါဒကိုကြည့်မယ်ဆိုရင်ရိုဟင်ဂျာဆိုတဲ့နာမည်ကိုတရားဝင်အတိမတ်ပြုတယ်အလုပ်ကိုနိုင်ငံသားဖြစ်စဉ်းစားတဲ့သဘောဒါအပြစ်မှာကိုတိုင်းရင်းသားလူမျိုးစု အဖြစ်ပါထက်သွင်းစဉ်းစားနိုင်ချေရှိတယ်လို့သူကပြောလာတာမမပါဘူး အဲ့ချက်ကရခိုင်ပြည်သူတွေရဲ့အများစုရဲ့စံတော်နဲ့တော့အလောကွာဟသွားပြီလားဆိုတဲ့မေကွန်ထုတ်စရာဖြစ်လာတာပေါ့နောက်တစ်ခုကတော့သူတို့ရဲ့ရည်မှန်းချက်ဒါကနိုင်ငံသားဖြစ်ခွင့်ရယူလောင်းတဲ့ရတမဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုနားလည်ထားကြတဲ့တဘောပရမစင်နာမည်အတိမတ်ပြုရရေးဒုတိယကနိုင်ငံသားတတိယကတိုင်းရင်းသားဆိုတဲ့လူမျိုးစုတစ်ခုတည်းပါဝင်ခွင့်နောက်ဆုံးစတုတ္တအဆင့်မှာကျတော့အသီးသန့်နေမြေရရှိရေးအထိဖြစ်လာနိုင်တယ်လို့မြင်ကြတာကိုဆိုလိုတာ မမားပါဘူးအဲ့ဒီလိုအစင်စစ်ရေမှတ်ချက်တွေကသူတို့စိုးရိမ်မှုရှိမှအမှန်ပါပဲရခိုင်ပြည်နယ်ရဲ့မူလဘူတာလူမျိုးဟာသူတို့ဖြစ်တဲ့ဆိုတာမျိုးထိပုံဖော်ခြင်းလို့လားဆိုတာမျိုးလဲစိုးရိမ်တဲ့မိကုံတွေပေါ်ထွက်လာတယ်လူကြီးတူပါနှုတ်ကြီးရောက်ဒီတော့တမိုင်းကိုပြန်ကြည့်ရင်ဒါသူရှင်းပြထားတာလေးပေါ့ ထောက်ကလေးဆက်နေမှာအင်္ဂလိပ်တွေစုတ်ခွာချိန်ကိုတော့အလောက်ပဲကြီးပါဘူး။နေမီလူရတွေရှိခဲ့တယ်။ရခိုင်တွေထောင်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်တွေအထိဖြစ်ပေါ်ခဲ့တယ်။လွတ်လပ်ရပြီးတဲ့အချိန်ရခိုင်ကပြည်နယ်တောင်းဆိုတော့သူတို့ကကန့်ကွက်ခဲ့တာတွေရှိခဲ့တယ်။မေယူခရိုင်တို့အတိချပြည်နယ်တို့ဦးနှုတို့ဘာလို့လာပြီးတော့အာဒါမှမဟုတ်အရှိပါကစ္စတန်ထဲမှာပေါင်းဖို့အထိဆိုတာမျိုးတွေတောင်းဆိုခဲ့ပူးတယ်။ဒါတမိုင်းမှာလေးလာလို့တွေးနိုင်ပါတယ်။ဒါကြောင့်လဲသူတို့ကနိုင်ငံသားဖြစ်ရုံနဲ့ကြည်နက်မဲ့သူတွေမဟုတ်ဘူးလို့ တုတ်တက်တာမျိုးဟာမမားပါဘူးပုံဥပမာနေလဲပြောရမယ်ဆိုရင်အိမ်ငါလာနေတဲ့သူကအိမ်ရှင်စီကံမလိုက်တာပဲအိမ်ပိုင်ရှင်အထိတက်ဖြစ်ခြင်းနဲ့အခြေအနေမျိုးဆိုလိုတာပါနောက်တစ်ခုကနောက်အခုနေရာချထားရေးပေါ့ဗျာပြန်လဲလက်ခံရေးနေရာချထားရေးဒါတွေကတော့ရခိုင်မပါပဲလုပ်နေတဲ့အခြေအနေနေရာချထားရေးကိစ္စကိုအခုဘင်္ဂလားဒေ့ရောက်နေတဲ့သူတွေကိုဒုက္ခသက်တွေကိုရခိုင်မန္တလေးလိုမြို့ကြီးတွေမှာနေရာချမယ်ဆိုရင်ဗမာပြည်အလက်ပိုင်းဆိုတဲ့အခြေအနေမှာနေရာချမယ်ဆိုရင်ရော ရခိုင်တွေနေနဲ့တော့ရှင်းပါပြဿနာသူတို့နဲ့မဆိုင်တော့ဘူးဒါပေမဲ့အဲ့ဒီဒေတာပမာတွေလက်ခံပါမလားဆိုတဲ့မိကုံထွက်လာတယ်အဲ့တော့အဲ့ဒီဂျီတို့နားလည်ဖို့လိုတယ်ရခိုင်ပြည်နယ်မှာပဲပြန်ထားမှဆိုရင်တော့ state actor AA တို့အနေနဲ့ရောတခြားတခြားပြဿနာတွေနဲ့ပုံပြီးရှုပ်ထွေးမှာပဲရခိုင်ဘက်ကလက်ခံလိုက်တာကတော့ပြန်လာလာကန့်မကွက်ဘူးဆိုတော့ပြောခဲ့ပြီးသားဒါပေမဲ့နိုင်ငံသားဖြစ်ထိုက်သူကြာကြာနေခဲ့ဘူးသူဒေတာခံတဲ့တဟဇာတရှိသူ ဥပဒေလိုက်နောက်သူဖြစ်ရမယ်ဆိုတဲ့ဆန်နေတော့ရှိတော့ဘူးအရေးကြီးဆုံးသူဆိုလိုတဲ့အမေကောမပါတဲ့အချက်ကအရေးကြီးဆုံးအနေနဲ့တမိုင်းအမှန်ဝန်ခံပြီးရူဟင်ဂျာဘင်္ဂါလီနာမည်ကိုစွန့်နာမည်၁ဒါမှမဟုတ်လည်းမူရင်းဘင်္ဂါလီမွတ်စလင်ဆိုတဲ့အတုံးတုံးနဲ့တုံးပြီးမှသာနေထိုင်ခွင့်ပြုမယ်ဆိုတဲ့အမြင်မျိုးရှိကြတယ်ဒါမှလည်းနိုင်ငံသားအခွင့်အရေးအပြည့်အဝပေးနိုင်မယ်ဆိုတဲ့သဘောမျိုးမြင်ကြတာပါဥပမာအနေနဲ့ရှင်းရပြောရရင်တော့အိမ်ပြန်ဝင်ချင်တဲ့သူကိုတကားတော့ဖွင့်ပေးမယ် ဒါပေမဲ့အရှင်စီကန်းကိုလိုက်နာအတိတ်ကအမားတွေကိုဝန်ခံကိုမူရင်းနာမည်အမှန်တပိုင်းအစ်စ်မှန်ကိုပြောပြဆိုပြပြီးဝန်ခံပြောဆိုရမယ်ဆိုတဲ့အခြေအနေမျိုးကိုဆိုလိုတာပါကျွန်တော်နဲ့ပြန်ပြီးတော့ဆွေးနွေးခဲ့တဲ့အကြောင်းအရာပေါ်မှာပြောတော့ပါဒါကတော့ဗျာဥခက်ကမူဆလင်ကိစ္စဟုတ်ပါတယ်မှန်တယ်သူပြောတာမှန်တယ်ကျွန်တော်ကအဲ့တော့တောက်တတ်ခဲ့တဲ့နေရာမှာအတူချုပ်ပြောခဲ့တာပါအခုပြောတဲ့လူတွေကမဟုတ်ပါဘူးမူဆလင်တွေမဟုတ်ပါဘူးအဲ့တော့ရှိခဲ့တာကမန်တွေပါ နော်ရိုဟင်ဂျာဆိုတာလူမျိုးစုနာမည်မဟုတ်ပါဘူးအဲ့ဒီတော့ကမွတ်စလင်ကလည်းရိုဟင်ဂျာမဟုတ်ပါဘူးရိုဟင်ဂျာဆိုတာလူမျိုးစုနာမည်မဟုတ်ဘူးဘင်္ဂလားကလူတွေကနေပြီးတော့ရခိုင်ပြည်သားကိုခေါ်တဲ့နာမည်ပါရိုဟင်ဂါရိုဟင်ဂျာအဲ့လိုမျိုးပါဒါကြောင့်ရခိုင်ပြည်နယ်သားအလုံးကိုသက်ဆိုင်ပါတယ်ရိုဟင်ဂျာရိုဟင်ဂါဒါရခိုင်ပြည်သားအဲ့လိုဆိုလိုတာပါဒါကတော့ဥပမာဗျာမြို့ကြီးသားကိုမြို့သားရန်ကုန်နီးရန်ကုန်သား ဲ့လိုခေါ်တယ်လို့ပဲလူရင်ကြာကလည်းရခိုင်ပြည်နယ်သားအလုံးကိုခေါ်တာဖြစ်ပါတယ်အဲ့ဒါအမှန်ပါပဲလူမျိုးစုတစ်ခုတည်းဆိုလိုတဲ့သဘော မဟုတ်ဘူးဆိုတော့သူကပြောတာကျွန်တော်လက်ခံပါတယ်ဒါကကျွန်တော်တောက်တတ်တဲ့နေရာမှာအတုံချုံပြောခဲ့တာအဲ့အရှုပ်တော့ပေါ်ဒီအလုံးကိုကိုတယောက်တည်းကိုတစ်ဖွဲ့တည်းနဲ့ဘဟုဆိုရဆိုပြီးလက်ခံရှင်းလိုက်တာကြီးမားတဲ့အမှားပါအဲ့ရနေပြီးတော့နောက်ဆက်သွဲတမိုင်းရှုပ်ထွေးမှုဒေသခံတွေရဲ့စိုးရိမ်မှု အနာဂတ်အီမန်ချက်တွေမယုံကြည်မှုတွေနဲ့အလုံးဆက်ဆက်နေပါတယ် ဲ့ဒီလို UNG ရဲ့မူဝါဒအမည်ပြင်အခြေအနေနဲ့ဒေသခံစင်တာဘလောက်ပါလဲဘလောက်ထက်တွင်ထားလဲဆိုတာဒါမှမဟုတ်နိုင်ငံရေးရအမလစ်တပတ်မယူသားတဲ့ကိစ္စလားဆိုတာလေးစဉ်းစားကြရည်အများကြီးဖြစ်ပေါ်စေပါတယ်ဒီပုံမှာကျွန်တော်မိတ်ဆွေတွေအမြင်ရောဘယ်လိုရှိလဲဆွေးနွေးပေးခဲ့ပါဦးဒါကပရမအပိုင်း၁ပါအဓိက comment ကိုတီးပြီးတော့အနည်းချုပ်ကျွန်တော်ပြောခဲ့တာပါအပိုင်း၁အနေနဲ့မြန်မာပြည်သူတွေဖြစ်ဖြစ်ရခိုင်ပြည်သူတွေဖြစ်ဖြစ်တခြားတခြားမြန်မာရေးစိတ်ဝင်စားတဲ့သူတွေပဲဖြစ်ဖြစ် မမေးဖြစ်ခဲ့တဲ့မိကောတခုကရိုဟင်ဂျာဆိုတာလူမျိုးလားအဲ့သက်လားဘလို့တုံးလုံးပြီးတော့ရည်ရွယ်တာလဲဆိုလိုချင်တာကကျွန်တော်တို့နားလက်ခော့ဆိုခံမှန်းထားတဲ့နာမည်တခုကတကယ်တကယ်လူမျိုးတစ်မျိုးဖြစ်တယ်လို့ယုံကြည်နေရတော့တသက်ပဲမှလည်းအဲ့ဒီတသက်ကိုဘလောက်ထိပြည်သူကလက်ခံနိုင်မှလဲဒါမျိုးတွေစဉ်းစားမှပါဒါကျွန်တော်ပြန်ဆွေးနွေးတော့ပါအချက်တုံးချက်ရှိတယ်နံပါတ်1 UNG ရဲ့မူဝါဒနောက်ကွယ်ကနိုင်ငံရေးရဲ့ real politics အခြေအနေပါ အယူဒီရတရားနာတမှုတွေရည်တည်တယ်လို့အမျိုးသားနိုင်ငံတော်အစစ်လုံဆောင်တဲ့စီမံတောဆိုချက်တွေအားလုံးဟာမြေပြင်ကအခြေအနေပေါ်မှာမလွမ်းမှုမတက်ရောက်ဘူးလို့ပြောခဲ့ပြီးသားနိုင်ငံတကာမှာတော့ American Britain OIC တို့ဆက်သွယ်ပြောဆိုနိုင်ဖို့အနေနဲ့မဟာဗျူဟာတစ်ခုအရရိုဟင်ဂျာကိုအတိမတ်ပြုလက်ခံလဲဆိုပြီးတော့မူဝါဒနဲ့ချမှတ်လိုက်တာဟာကြီးမားတဲ့အမှားပါဆိုလိုချင်တာကရှင်းရှင်းလေးပါလူအခွင့်အရေးရဲ့ minority majority တွေ တက်ကြွလို့ရှားသူတွေရဲ့ order နော် right တွေအခွင့်အရေးတွေပုံမှာစံနှုန်းစနစ်တစ်ခုပုံမှာခေါင်းစဉ်အောက်မှာ global legitimacy ရဖို့လောက်တဲ့ခြေလမ်းအမှားပါအဲ့လို global legitimacy ရဖို့လောက်ယူခဲ့တဲ့ဆိုလိုတာမျိုးဖြစ်ပါတယ်ဥပမာအနေနဲ့ပြောမယ်ဆိုရင်နေယူရောက်မှာပေါ့ဗျာအဖွဲ့အစည်းတစ်ခုနဲ့တွေ့ဖို့ဒါနိုင်ငံကအစ်စ် global အစ်စ်တွေ့ဖို့ဆိုရင် ranger လက်ခံတဲ့ ranger အတိမတ်ပြုတယ်လို့ပြောရမှသာပြောလိုက်မှသာပဲအနာဂတ်မှာသူတို့ global အဆင့်ကိုပါဝင်ရောင်းတော့လို့ရတဲ့အဖွဲ့အစည်းတွေနဲ့တွဲဆုပ်ခွင့်ရောက်သွားနိုင်တဲ့အခြေအနေမျိုးကိုအသုံးပြုခဲ့တာကြီးမားတဲ့အမှားပါ။နံပါတ်1ကရိုဟင်ဂျာဆိုတဲ့စကလုံးနောက်ကွယ်မှာဆက်ဆက်ပြီးဖြစ်လာတဲ့တမိုင်းတူတွေနဲ့တမိုင်းပုံဖုံမှုရာဇဝင်ပုံဖုံမှုတွေဖြစ်ပါတယ်။တမိုင်းအစ်စ်ရေးသားမှုတွေထဲမှာရိုဟင်ဂျာဆိုတဲ့အမည်နာမကိုမြမမူလာလူပြည်ထောင်စုအဖွဲ့အစည်းတမိုင်းမှလည်းမတွေ့ရဘူး။ရခိုင်တွေရဲ့တမိုင်းမှလည်းမတွေ့ရပါဘူး။ဟာကွာ90မတိုက်ခင်ကလုံးဝ ်များပြပြပြအတုံးလုံးမဟုတ်ပါဘူး post colonial period မှာတာနော် colony ပြုတဲ့အခြေအနေကျော်လွန်ပြီးမှတာပဲ identity strategy တစ်ခုအနေနဲ့တုပ်ပြူလာတာပေါ်ပေါက်လာတာဖြစ်ပါတယ်အဲ့ဒါကိုနားလည်ဖို့လိုပါတယ်ပြောမှဆိုရင် rohingya ဆိုတဲ့ emi ခေါ်ဆိုမှုဟာတခြားလူမျိုးတွေလိုမူလတက္ကဋိတွေခက်ခဲမမှမပါပါဘူးကိုယ်တိုင်ဖန်တီးထားတဲ့လူမျိုးတမိုင်းတစ်ခုဇာတ်ကြောင်းတစ်ခုသာဖြစ်ပါတယ်ဥပမာပြောရင်တရုတ်နိုင်ငံကတရုတ် ဦးရဲ့အများစုလာနေထိုင်တဲ့ရန်ကုန်လိုနေရာမှာတရုတ်တန်းလိုပါလိုနေရာမှာနေထိုင်ကြတဲ့အခါမှာရှေးကြတဲ့အပေါ်မှာခေါ်ဆိုတဲ့ရန်ကုန်နိရန်ကုန်သားဆိုတဲ့လူမျိုးတစ်မျိုးလူမျိုးအသစ်တစ်ခုအနေနဲ့ဖန်တီးမဲ့ဆိုရင်ကျွန်တော်တို့ဘယ်လောက်ထိလက်ခံမလဲဆိုတဲ့အပေါ်မှာတွေ့ပါတယ်။နိုင်ရှင်ပြသလို့ရတယ်။နံပါတ်3ကအဲ့ဒီဟာကအခု AA တို့ရဲ့အောင်မြင်မှုတွေတဟဆသားဖြစ်စွာအတူရှင်သွဲနေထိုင်ရေးကြိုးစားတဲ့နေရာမှာဒေသခံလူမျိုးစုတွေထဲမှာတစ္ဆာစောင့်တိမှု ဌာနေလူမျိုးဖြစ်တည်မှုဆိုတဲ့ဟာကအဓိကအခြေခံအချက်ဖြစ်ပါတယ်ကိုယ်သဘောနဲ့ကိုယ်လောက်တာမျိုးမရပါဘူးဘယ်လိုအုပ်စုမဆိုအသက်အဖြစ်ဝင်လာတာနဲ့ဌာနေနေထိုင်တဲ့လူမျိုးဆိုတဲ့ပေါ်ပြခြင်းဟာရည်ရွယ်ချက်မတူပါဘူးသူတို့ရဲ့မူလဟောင်းလန် language cultural root မြန်မာလိုဆိုရရင်ပေါ့ဗျအမိမြေတွေဘာသာစကားရင်ကျိမှုအမြင့်အဲ့ဒါတွေကိုညင်းစုပြီးဌာနေလူမျိုးတော်လာတာမျိုးကတော့ ချုပ်ထွေးမှုဖြစ်အောင်လောက်တာမျိုးဖြစ်ပြီးတော့မတည်ငြိမ်တဲ့အောင်ကြွားမှုကိုရည်ရွယ်တဲ့တမင်ဖန်တီးတာလို့ပဲပြောလို့ရပါတယ်။ရခိုင်ပြည်နယ်မှာရခိုင်တွေတကယ်လိုချင်တာကကျွန်တော်နားလည်သလားဆိုရင်အဲ့တဲ့ဟာအဲ့တဲ့အဖြစ်နေထိုင်ခြင်းတမရနိုင်ငံသားဆိုတော့အမူရင်းနိုင်ငံသားအဖြစ်ချင်းရင်အရင်နေထိုင်ခဲ့မှုတဲ့တမိုင်းတကောက်ကိုဖော်ပြနိုင်တဲ့အစ်စ်မှန်တဲ့ဆန်ချင်းဆန်နှုတ်တွေနဲ့ကိုက်ညီတဲ့အချက်လက်တွေနဲ့တကွပြန်လည်လက်ခံဖို့ပြောတာမျိုးဖြစ်ပါတယ်။ အခုလိုရိုဟင်ဂျာအမည်နာမနဲ့တဆင်ပြီးတဆင့်ပြိုင်ဆိုင်တဲ့နေမီတောင်းဆိုမှုနေမီလူယူတဲ့သဘောအတုံးဝင်အောင်ပြောဆိုနေမှုတိုင်းရတာစီးရင်နဲ့ထဲဖို့တစ်ဖက်လက်နဲ့ထန်တီးမှုဒါတွေအလုံးဟာဒီဇိုင်းဆက်သွားရင်တန်တရားတွေပြဿနာတွေပဲဖြစ်မှာဖြစ်ပါတယ်ဘယ်တော့မှပြီးနိုင်တော့မှလည်းမဟုတ်ပါဘူးကျွန်တော်ထင်မြင်ချက်ကိုပြောရရင်နိုင်ငံတကာသဘောကျအောင်လုပ်ဖို့အတွက်ရိုဟင်ဂျာကိုလက်ခံတယ်ဆိုတာ UNG ရဲ့မယိုးသားတဲ့နိုင်ငံရေးလှုပ်ရှားမှုတစ်ခုသာဖြစ်ပါတယ် ီနေရာမှာဒေတာခန့်လူထုတွေရဲ့ security concern တို့ identity crisis တို့ historical resentment တို့ဘာမှလို့ပြောရရင်တော့ဗျာလုံချိုရေးစိုးရိမ်မှုမထောက်ထားပြဿနာတွေ identity crisis တမိုင်းဆိုင်ရာနာကျင်မှုတွေရှိကြပါတယ်အဲ့ဒါတွေကပြဿနာတွေဖြစ်လာနိုင်ပါတယ်အဲ့ဒီလိုမျိုးဒေတာခန့်လူထုတွေရဲ့နားလည်မှုအခြေအနေတွေပေါ်မှာသိချမဖြစ်ရှင်းပဲပါဝင်မှုပါဝင်အောင်ထက်သွင်းထားခြင်းမရှိဘဲနဲ့ချက်ချင်းကိုင်းကြီးတဲ့မူဝါဒလိုမျိုးသုံးပြရဲဆိုတာကဘယ်တော့မှ စစ်မှန်တဲ့အခြေအနေမဖြစ်ပါဘူးပြဿနာပါဖြစ်ပါလေရှင်းရှင်းလေးပြောရင်တကြောက်လဲကျတော့မယူသားဘူးဆိုတာကိုခက်ခိုင်းမှမှပြောတာဖြစ်ပါလေပြန်ပို့လာတဲ့ဒုက္ခတွေကိုလက်ခံဖို့ဆိုရင်အဓိကအခြေခံသဘောတရားတွေလိုပါတယ်နံပါတ်1ကနိုင်ငံသားလို့ဇော့အော်နေလို့မရပါဘူးနိုင်ငံသားဖြစ်ချင်းရင်တမိုင်းအမှန်တိုင်းဝန်ခံမှရပါမယ်နေထိုင်တဲ့နိုင်ငံသားဖြစ်နိုင်ပါတယ်လူမျိုးတစ်ခုတော့မဖန်ဒီပဲနေမှရမှဖြစ်ပါတယ်မူလအမိနာမဖြစ်တာဝင်ရောက်နေထိုင်လို့ရပါတယ်အဲ့တဲ့အနေနဲ့ဝင်လာပြီးတဲ့အနောက် ဥပဒေတိုင်းညီနိုင်နေထိုင်ပြီးတော့တဟဆသာဖြစ်စွာနေသွားလိုရပါတယ်နောက်တစ်ခုကဒေတာခန့်တွေနဲ့ငြိမ်းချမ်းမှုမရှိဘဲပြဿနာတွေတက်နိုင်တဲ့ identity strategy လိုမျိုးလုပ်နေဖို့မရပါဘူးအဲ့ဒါတွေချက်ချင်းရပ်တန့်ဖို့အဲ့ဒါတွေပြီးမှလက်ခံဖို့ရမှာဖြစ်ပါလေလို့ကျွန်တော်နားလည်ထားတယ်မယုံသိသူကိုမယုံရတာတည်းယုံခိုင်းတိုင်းယုံလားဆိုတဲ့အမိကောင်ကိုမေးဖို့လိုပါတယ်အဲ့ချက်ကိုအပိုင်းသုံးနေနဲ့ကျွန်တော်မေးခွန်းနှစ်ခုထပ်မေးပြီးဖြေရှင်းပါတယ် ပိုင်းသုံးပါကခေါင်းစဉ်တက်မှဆိုရင် NUG လုံနေတဲ့ပုံစံအချို့ကွေ့ဟာ Ranger ပြဿနာအဆလားအဆုံးလားဆိုတာမေးရမှာပါ Ranger ဆိုတဲ့ဝေါ်ဟာတော့သူတို့ရဲ့အနာဂတ်ကန့်ချက်မှာကို NUG ကအတိမတ်ပြုမူဝါဒထက်သွင်းပြန်လည်လက်ခံတာတွေကိုတိုင်းရင်းသားဆိုတဲ့ကန္ဓာတွေထိစဉ်းစားတာဟာအလွန်ကိုပြဿနာကြီးမားပါတယ်တော်တော်လေးတော့ပြင်းထန်မှာပါပဲ NUG က Ranger ဆိုတဲ့အမည်ကိုတရားဝင်အတိမတ်ပြုဖို့စဉ်းစားတာနိုင်ငံသား လက်ခံတာလားအတိအမှတ်ပြုတာတိုင်းရင်သားကိစ္စတွေဒီပြောလာတာတွေဟာဟိုကကျွန်မကရင်ဂျာတိုင်းရင်သားဖြစ်တဲ့ဆိုတဲ့ဟောပြမှုမျိုးပြောတာတကယ်တမ်းအဲ့လိုပြောဆိုမှုဟာမေးချင်တာကမြန်မာနိုင်ငံရဲ့စစ်မှန်တဲ့ညီညွတ်ရေးတိစောက်ဖို့အထောက်အကူဖြစ်တာလားဖြစ်ရောဖြစ်ရလားဒါမှမဟုတ်လူမျိုးစုတွေကြားဒေသတွေကြားမှာရှိပြီးသားမယုံကြည်မှုနယ်မြေပိုင်းခြားမှုတွေကိုပိုပြီးကြဲပြတ်နှက်ဆိုင်သွားအောင်လုပ်တယ်လို့ရောဖြစ်မသွားဘူးလား ဒါဟာတကယ်ကိုအကဲဆတ်တဲ့အချိုးကွေးအပြောင်းလဲတစ်ခုပါပဲဒီတော့အမှန်တရားကိုရဲရဲကြည့်ဖို့လိုပါပရမချက်နေတဲ့ဒီရိုအင်ဂျာဆိုအမိရဲ့တမိုင်းနဲ့နိုင်ငံတကာနိုင်ငံရေးတွေစံထားတွေဟာပြည်တွင်းအပေါ်မှာဘယ်လိုတက်ရောက်နေလဲနားလည်ဖို့လိုတယ်မတန်းလေရမြန်မာနိုင်ငံရဲ့တိုင်းရင်းသားအဖြစ်ခက်ခဲမှမှပြသဖို့ခက်ခဲနေတဲ့အမိဟာနိုင်ငံတကာတန်တမာရေးလူခွင့်ရေးကိစ္စတွေမှာကြည်ကြွတ်တက်အတုံးပြုခံနေရပါတယ် နိုင်ငံတကာတွေဒီနာမည်ကိုလက်မခံရင်လူမျိုးကြီးခွဲခြားရဲဆိုတဲ့ပြောဆိုတွေသွေးခွဲရဲဆိုတဲ့လွယ်မှာပြီးပြအားပေးတာတွေဝါဒမိုင်းတွေချက်ချင်းတက်ရောက်လာပါတယ်ဒီလိုပြပဖိအားတွေပြည်တွင်းလက်တွေ့အခြေအနေတွေပြည်တွင်းလူမျိုးစုတွေရဲ့ဆိုးရဲပုံမှန်မှုတွေနဲ့အယူကြီးဘယ်လိုများတက်အောင်ကိုက်တွယ်ထားလို့လဲကြီးမားတဲ့ပြဿနာကြီးနဲ့မဟာပြူဟာမြောက်စိတ်ခေါ်မှုကြီးကိုမိမွေထားတာဖြစ်ပါတယ်ဒုတိယချက်ကဒီလိုအမည်နာမတစ်ခုကိုပြည်တွင်းမှာစနစ်တကျ ခိုက်ခဲမမဆွေးနွေးညှိနှိုင်းထားတာမျိုးမရှိဘဲအတိမတ်ပြုလက်ခံလိုက်ခြင်းရဲ့အကျိုးဆက်ကကြီးမားတဲ့နိုင်ငံရဲ့အကျိုးဆက်ပါဒါလက်ရှိနိုင်ငံရေးအင်အားမရှိသေးတဲ့အုပ်စုတစ်ခုကိုနိုင်ငံရေးအင်အားစုတစ်ခုဖြစ်တရားဝင်နေရပေးလိုက်တယ်လို့ဖြစ်သွားနိုင်ပါတယ်။အမိုင်းကိုကြည့်ပါအင်ဒိုနီးရှားမှာအာချေဖိလစ်ပိုင်မှာမေဒါနာအဲ့လိုနေရာတွေမှာလူနည်းစုအခွင့်အရေးကနေစခဲ့တဲ့နောက်ဆုံးခွဲထွက်ရေးအထိဖြစ်သွားတာတွေကိုသင်ခန်းစာယူတတ်ဖို့လိုပါတယ်။ မြန်မာပြည်မှာတိုင်းရင်းသားစီလုံးမှုမရှိပါဘူး။ချီးရင်တော်မှာအင်မတန်နုနယ်သေးတယ်။တော်လိုင်းကလာသွေးချင်းနေပြီးတော့တိုက်ကြတဲ့အခြေအနေမျိုးလောက်ပါပဲ။ဖယ်ရယ်ပြည်ထောင်စုတိဆောက်ဖို့အခြေအနေအဝေးပါ။အဲ့လိုအဝေးပြီမဲ့လဲကြိုးစားနေတဲ့အချိန်မှာတမိုင်းကြောင်းမူလစာတီးနဲ့ပတ်သက်ပြီးအငင်းပွားနေတဲ့အုပ်စုတစ်ခုကိုခိုင်မာတဲ့တမိုင်းအခြေခံမရှိပဲတိုင်းရင်းသားလူလူဖန်တီးတဲ့ထော်ထုတ်တတ်မှတ်ပေးလိုက်တဲ့အခြေအနေက တရားခံအယူကြီးဖြစ်သွားနိုင်ပါတယ်နောက်နောက်ကမှနယ်မြေတိချရက်တိရေးတွေခွဲထွက်ရေးတွေစားရစားရပြဿနာအလုံးရဲ့ဒါစားခံဟာအယူကြီးဖန်တီးလိုက်တယ်လို့ဖြစ်သွားနိုင်တယ်ဆိုတော့ဟုတ်အလေးနဲ့ထားတတိပြုဖို့ကျွန်တော်တင်ပြချင်တာဖြစ်ပါတယ်ဘယ်လိုဖြေရှင်းမလဲဒီလိုတမန်မှမဟုတ်ဘူးလို့မြင်တဲ့အခြေအနေပေါ်မှာနိုင်ငံတကာကမြင်ချင်အောင်ဆောင်ပြီးဖိအားပေးနေတဲ့တရားဝင်ဖြစ်လာမယ့်အခြေအနေဒီမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ရခိုင်ပြည်နယ်ရဲ့ဥပဒေမူပေါင်းတွေထဲမှာ ဘယ်လိုနိုင်ငံရေးအရေးတွေထက်သွင်းဖြည့်ရှင်းလို့ရမလဲကြံပြုနားလည်သလားပြောရမယ်ဆိုရင်တော့ရန်တရားတောက်ဖို့တော့မြင်ပါတယ်ပထမဆုံးရန်တရားက1တမိုင်းအမှန်ကိုဖော်ထုတ်ရေးကော်မရှင် historical truth commission တခုကိုတည်ထောင်လို့ရပါတယ်ဘယ်မှလိုက်ပဲတမိုင်းချက်လက်တွေကိုစနေတိကျစစ်ဆေးတုတ်တက်ပြီးလူသိရှင်ကြားချပြရေးရပါမယ်ဒါမှတမိုင်းအမှန်ပေါ်မှာခြေခံတဲ့မယုံကြည်မှုတွေအငင်းပွားမှုတွေကိုအဆုတ်တတ်နိုင်ပါလိမ့်မယ်အဲ့လိုမျိုးတောင်အာဖရိကမှာရှိတယ် အမှန်တရားနဲ့ပြန်လည်တင်းမြတ်ရေးကော်မရှင်လိုပုံစံမျိုးလုပ်ခဲ့တာရှိပါတယ်ဒုတိယကဒုတိယရန်တရားကအစစ်စစ်နိုင်ငံသားဖြစ်ခွင့်စစ်စစ်ရေးလမ်းကြောင်း Lealist Citizenship Verification Pathway ဆိုတဲ့အခြေအနေတစ်ခုလမ်းကြောင်းတစ်ခုထားရှိဖို့လိုပါတယ်ဒါဟာမူလစတိမြန်မာနိုင်ငံမှာနေထိုင်ခဲ့တဲ့တမိုင်းကြောင်းခက်ခိုင်မှမှမပြနိုင်တဲ့သူတွေအတွက်အသက်အစဉ်ကနေစပြီးအစီအစဉ်မှုတွေဆက်စစ်လုပ်တတ်မှတ်ထားတဲ့စီကံတွေချအေရိုးနေရမှာ ဥပဒေတွေကိုလိုက်နာမှုရှိမရှိစစ်စစ်ကြည့်ပြီးမှနိုင်ငံသားအဆင့်ကို နေထိုင်ခွင့်အဆင့်ကိုတဖြည်းဖြည်းစဉ်းစားပေးနိုင်တဲ့ပုံစံမျိုးလိုအပ်ပါတယ်။ဆိုလိုချင်တာကတသက်အထောက်အထားခိုင်လုံမှုကအဓိကဖြစ်ရပါမယ်။တတိယရန်တရားကတော့ယဉ်ကျေးမှုကိုပေါ်ပြပြီးတော့ပေါင်းစည်းညွှန်ရင်းမှုပေါင်းကိုတဟဇာတာဖြစ်ရေးဆိုတဲ့အခြေခံအနေစဉ်းစားတာပါ Cultural Integration Framework ချမှတ်ဖော်ဆောင်လို့ရတယ်။ ရိုဟင်ဂျာဆိုတဲ့အမည်နာမပေါ်မှာမဟုတ်ဘူးအငင်းပွားဖွဲ့လူမျိုးရေးရာထိလွယ်ရှာလွယ်နိုင်မဲ့ကိုအတင်းအကျပ်လက်ခံစေမဲ့အစားကျွန်တော်တို့ကြက်ပြန်းတဲ့ဘေးော့ဘင်ကာဆိုတဲ့ဘင်္ဂလီမျိုးနဲ့ဖြစ်တဲ့ဆိုတဲ့ဥစ္စာကိုလက်ခံပြီးတော့မြန်မာနိုင်ငံထဲကတခြားလူမျိုးစုတွေနဲ့ယဉ်ကျေးမှုလူမှုရေးရာပေါင်းစည်းတဟဇာသားဖြစ်အောင်အတူရှင်တွဲနေထိုင်နိုင်မလဲဆိုတဲ့ပေါင်းစည်းရန်တရားကိုအားပေးဖို့မြင့်တင်ဖို့ပါဝင်ဖို့လက်ခံဖို့လိုတဲ့ဥစ္စာကိုတည်ထောင်အောင်မှာဖြစ်ပါတယ် ဒီကောက်ချိုရင်ဗျာလုံးဝင်ကြဆိုတာလူမျိုးစုဟုတ်လားမဟုတ်လားဆိုတာတမိုင်းအငင်းပွားမှုဆိုတာထက်လက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းနဲ့ကျွန်တော်တို့ confederation ပဲဆိုဆို federal ပဲဆိုဆိုပြည်ထောင်စုတိဆောက်ရေးအပေါ်မှာလက်လက်ရှယ်ရှိုင်တရားမှုရှိတဲ့မဟာဗျူဟာမျိုးကိစ္စရပ်ဖြစ်တဲ့ဆိုတာကိုတော့ကျွန်တော်တို့လက်ခံရမယ်မြင်ရမယ်အင်အားစုတော်တိုင်းအင်အားစုနိုင်ငံရဲ့အင်အားစုတွေအနေနဲ့ဒီကိစ္စကန့်တွေတဲ့အခါမှာတမိုင်းမှန်ကို ရေရေဝုံဝုံချပြရဲဖို့လိုတယ်နိုင်ငံကဖိအားကို ပြည်တွင်းလက်တွေ့အခြေအနေနဲ့ချိန်ညှိဖို့အားလုံးပါဝင်ဖို့လိုတယ်။နောက်ကတိုင်းပြည်မှာလူမျိုးစုအလုံးစိုးရိမ်မှုကိကိနဲ့အတူရှင်သွဲနေထိုင်နိုင်မဲ့နိုင်ငံရေးဥပဒေရေးရအမှုပေါင်းတွေကိုတိတိကျကျချမှတ်ဖော်ဆောင်ဖို့မဖြစ်မနစ်လိုအပ်ပါတယ်။တရားမျှတမှုကိုတောင်းဆိုတိုင်းတရားမျှတတာမဟုတ်ပါဘူး။တရားမျှတမှုအတွက်ခိုင်လုံတဲ့တသက်ထောက်ထားတဲ့အမိုင်းအမှန်ကအခြေခံကြပါတယ်။ ဒါကိုမေ့ပြီးတော့ယူချင်းအောင်ဆောင်ပြီးတောင်းရင်ကျွန်တော်တို့တိစောက်ကျင်တဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပဲပြောပြောပြည်ထောင်စုပဲပြောပြောလွတ်မြောက်ရေးပဲပြောပြောလွတ်လပ်ရေးပဲဆူဆူဘယ်လိုပဲပြောပြောမြန်မာနိုင်ငံဟာအုံမြင့်မခိုင်ပဲပြိုလဲသွားနိုင်တယ်ဆိုတော့ကိုအတိပိတ်တင်ပြချင်းပါတယ်ဒီတော့ဒီပုံမှာကျွန်တော်ဆွေးနွေးတင်ပြခဲ့တဲ့ပုံမှာမေးလာတဲ့အဲ့ဒါအာရခန်ကိုချင်းနေနဲ့အခြေနားမထင်ပါလဲတခြားပြည်သက်တွေအနေနဲ့နားလက်တက် join တဲ့ဆရာတွေတမိုင်းဆရာတွေတက်တိနားလဲတဲ့ကျွန်တော်တို့မြန်မာနိုင်ငံရေးဆောင်ကြည့်နေတဲ့ပညာရှင်တွေအနေနဲ့ ဒါဘယ်လိုမြင်လဲဆိုတာ comment မှာဆွေးနွေးရေးသားပေးခဲ့ပါဦးအားလုံးမြန်မာနိုင်ငံရေးပါဝင်တဲ့ပြည်သူတွေအနေနဲ့လူချင်းတော်ကစစ်မှတ်တဲ့တည်ငြိမ်အေးချမ်းတဲ့ညီညွတ်ရေးလာဒါမှမဟုတ်ပိုပြီးကြီးမားတဲ့ပြည်ပခတွေနဲ့နေမြေကွဲပြားပြိုင်ဆိုင်မှုတွေလာ comment မှာမပြောနေရေးခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်